ျွန်တော်တို့မြန်မာနိုင်ငံမှာတရားဝင်ဥပဒေနဲ့ဒီနိုင်ငံတော်ကိုတာဝန်ယူထမ်းဆောင်နေတဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖြစ်တဲ့သမရာကြီးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ကပုတ်ပုတ်တာဝန်ယူထမ်းဆောင်နေတဲ့အကာလမှာစစ်အာဏာရှင်များကဥပဒေမဲ့အာဏာသိမ်းယူပြီးတော့ ဆောင်ရွက်ခြင်းဟာလုံးဝတရားဥပဒေနဲ့မညီတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့လုံးဝလက်မခံကန့်ကွက်ပါတယ်အဲ့တော့အခုလက်ရှိအချိန်ဒီမှာဇေယနာရှင်တွေကနိုင်ငံအာဏာကိုဥပဒေမဲ့ရယူထားတဲ့အတွက်ပြည်သူတွေဝန်ထမ်းတွေ ွဲအစီအစီဒီကဏ္ဍအတီးဒီကနေပြီးတော့ဆန့်ကျင်ကန့်ွက်နေကြတာဟုတ်အထူးပဲကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်လေးစားတံမိုးထားပါတယ်ကျွန်တော်တို့ဒီသူချမှုတွေမှာပါဝင်နေတဲ့အားလုံးဘုန်းနှမ်းများ အနေနဲ့လည်းပဲတောင်ဝန်ကနေပြီးတော့လွဲဖယ်ခဲ့ရလို့တောင်ဝန်ပြန်လဲထမ်းဆောင်တဲ့အခါမှာမိမိတို့ရဲ့မူလတောင်ဝန်များတာမကတစင်းမြင့်တောင်ဝန်များတစင်းမြင့်ယာတို့များထိုက်တန်တဲ့ယာတို့များကိုလည်းပေးရသွားမှာဖြစ်ပါလေကျွန်တော်အနေနဲ့ပြည်သူနဲ့အတူထာဝရလက်တွဲပြီးတော့လည်းပဲဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်သူနဲ့အတူ အများရာရှိနေမှာဖြစ်ပါတယ်စူပေါင်းအားနဲ့ဆောင်ရွက်ကြပါလို့လည်းပဲတိုက်တွန်းလိုပါကျေးဇူးတင်ပါတယ်